မုံရမျိုးကံပြားကြီးကြေးရမှာကြေးလက်နေပြည်သူတွေရဲ့လူမှုဘဝတွေမြင့်တက်နိုင်မှုရွေပြီးမြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်က e-village ကိုဖော်ဆောင်ဖွင့်လှစ်ပေးနေပါတယ်ဒီသတင်းကိုအောင်ကိုလက်ကပေးပို့ထားပါရရှင်စကိုင်းလိုင်းဒေတာကြီးမော်ဝါမြို့နယ်ကံပြားကြီးကျေးရွာမှာမြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်စကိုင်းလိုင်းဒေတာကြီးကွန်ပျူတာပညာရှင်အသင်းလုပ်ငန်းရှင်အသင်းနဲ့ဒေတာခန်တွေစုပေါင်းပြီးရွှေစံပြ Community ICT Center တခုကို February လ9ရက်နေ့မနက်ပိုင်းကဖွင့်လှစ်ခဲ့ပါတယ်။ NGO ဖွဲ့အနေနဲ့မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ကဥစားပြီးဆောင်ရွက်ခဲ့တာဟာ ဒါတတရနေရာဖြစ်တယ်ဘူးเนาะပထမတစ်ခုကတော့ရန်ကုန်တိုင်းဒေသကြီးဒုတိယတစ်ခုကတော့မန္တလေးတိုင်းဒေသကြီးဒါတတရတစ်ခုကတော့စကိုင်းတိုင်းဒေသကြီးဖြစ်ပါတယ်ဒီလက်နေပြည်သူလူထုတွေရဲ့လူမျိုးဘဝမြင့်တက်ဖို့အတွက်ကိုအဓိကရည်ရထားတာကလူမှုရေးကျန်းမာရေးစီးပွားရေး ပညာရေးစားတဲ့ပြည်ဆောင်ကဏ္ဍဆိုနေမှာဒီ ICT ဆိုတဲ့ဤပညာကိုပုံပေါင်းပြီးတော့ရင်ထည့်သွင်းပြီးတော့ရင်အသုံးချမယ်ဆိုလို့ရှိရင်နောက်လာမယ့်ဆယ်စုနှစ်တည်းမှာတော်တော်ကြီးကိုတိုးတက်ပြောင်းလဲသွားမယ်နိုင်ငံတကာလည်းရင်မောင်းလည်းလာနိုင်မယ်လို့ပြောလင်းထားပါတယ်ရှင်ဒီလိုစင်တာတွေကိုဖွင့်လှစ်ပေးတာကြောင့်ကျေးလက်နေပြည်သူတွေရဲ့ဘဝကိုမြန်မာတိုးတက်စေမှာဖြစ်ပြီးဤပညာကိုအသုံးပြုကလူမှုရေးစီးပွားရေးပညာရေးနိုင်ငံရေးကျန်းမာရေးစတာတွေကိုလေ့လာနိုင်မယ်လို့ဆိုပါတယ်စင်တာအနေနဲ့ကျွန်တော်ဘာလို့ရလဲဆိုတော့နံပါတ်1အချက်ဒီဒီတာခံရဲ့ပညာရေးမှာ ICT အသုံးပြုလို့ရတယ် ICT ဘယ်လိုသုံးရလဲဘာလို့ လုပ်လို့ရရဲဆိုတာဒေတာခံမှာရှိရဲကလေးတွေဒေတာခံမှာရှိရဲလူကြီးအသက်ရွယ်မရေး ICT သုံးလို့ရတာနံပါတ်1ချက်နံပါတ်2အချက်ကတော့ဘာလဲဆိုတော့ဒီဒေတာမှာရှိရဲထွက်ကုန်တွေ product တွေကိုနိုင်ငံသားသိအောင်တော့မို့ local မှာသိအောင်ဒီ ICT သုံးပြီးဖြန့်လို့ရတယ်ဒါနံပါတ်2အချက်နံပါတ်3အချက်ကတော့ဘာလဲဆိုတော့ကျွန်တော်တို့ဒီဒေတာမှာရှိတဲ့ဒီရောက်ရောက်မှာရှိတဲ့အော်ကျွန်တော်တို့ကအင်္ဂလိပ်လိုခေါ်ရင် database လို့ခေါ်တယ်။အဲတော့ပုံရရွာသူရွာသားအချက်လက်ကိုဒီ server ထဲမှာလာပြီးထည့်ပြီးတင်လို့ရမယ်။ဒီ center ကိုအားပြုလို့ရမယ်။အဲ့တော့ community center ဆိုတာကဒီကျဲရွာဒီရွာမှာရှိ ေလူတွေအားကိုးအားထားတာပြည့်ရဲ့နေရာလေးကိုတတ်မှတ်ရတဲ့အတွက်လူတိုင်းလာခွင့်ရှိပါတယ်လက်ရှိမှာကံပြားကြီးကျေးရွာအနေနဲ့တောင်သူလုပ်ငန်းရကန်းလုပ်ငန်းဖနက်လုပ်ငန်းတွေကိုအဓိကလုပ်ကိုင်ကြပါတယ်အခုလိုနီးပညာစင်တာတွေလာလုပ်ပေးတာကြောင့်ချင်းတဲ့တပြင်းကြီးဈေးကွက်စီးပွားရေးကိုသိရှိလာပြီးဒေသခံတွေရဲ့ဘဝပြောင်းလဲတိုးတက်လာမယ်လို့ယုံကြည်နေကြပါတယ်စီးပွားရေးလူမှုရေးပညာရေးအရာရောပို့ပြီးတော့ကောင်းမွန်လာမယ်လို့ထင်ပါတယ်ဗျဘာလို့လဲဆိုတော့ကြတော့ဒီလိုကွန်ပျူတာအကြောင်းတွေကကွန်ပျူတာအကြောင်းဖွင့်လိုက်ခြင်းဖြင့်အဖြစ်ဗဟုသုတရရမယ် အော်ကလေးတွေကိုပို့ပြီးတော့တိုးတက်စေမဲ့အကြောင်းအရာတွေကိုအစာအုပ်တွေကိုအဲ့ဒီမှာရှာပြီးတော့ကြတော့ဖတ်ရှုလို့ရတဲ့အတွက် ပို့ပြီးတော့ကောင်းမယ်လို့ထင်ပါတယ်ရှင်။ကျွန်တော်တို့ရိုက်ပါကို email ဖြစ်လာလုပ်ပြီးတဲ့ကျွန်တော်တို့ရကျွန်တော်တို့နေမှာကွန်ပျူတာ ICT နီးပညာတွေတိုးတက်လာပြီးတော့လူမှုစီဝါရေးဟုတ်ပါလေမြင့်တက်လာမှာလို့ယုံကြည်မိတယ်2013ခုနှစ်ကလေးက evil တွေဆောင်ရွက်နိုင်ဖို့အစီအစဉ်နေတာဖြစ်ပါတယ်ရွာတွေဖွံ့ဖြိုးတိုးတက်မှနိုင်ငံဖွံ့ဖြိုးတိုးတက်မှဖြစ်တဲ့အတွက်ရွာတွေကိုအခြေပြုဆောင်ရွက်ရတာဖြစ်ပြီးနိုင်ငံတော်ရဲ့အကူအညီရအောင်လဲဆောင်ရွက်သွားဖို့အစီအစဉ်နေပါတယ်ကျွန်တော်အောင်ကိုလပါ